အညာဒေသမှာတော်လှန်ရေးတာဝန်များကိုထမ်းဆောင်ရင်း96စိုးကြား PDF အညာဒေသတခွဲမှရဲဘော်ဝေဖြူအောင်ခေါ်ရဲဘော်30ကြာဆုံးခဲ့ရအန်ဒီဇစ်ဆိုဂျာ PDS အညာဒေသတခွဲမှာတာဝန်ထမ်းဆောင်ခဲ့သောတခွဲမူရဲဘော်ဝေဖြူအောင်ခေါ်ရဲဘော်30ဟာ 2025ခုနှစ်မတ်လ17ရက်နေ့အင်္ဂါနေ့မနက်ကစစ်စင်ရေးတနီယာမှာမြင့်မြတ်စွာအသက်ဘေးလူကြဆုံသွားခဲ့ရပါတယ်။ရဲဘော်ဝေဖြူအောင်ခေါ်ရဲဘော်တဆက်ဟာမျိုးဦးတော်လိုင်းကာလအတွင်းကျွန်တော်တို့96ဆိုဂျာ PDF အညာဒေသတက်ခွဲ၌ပါဝင်၍ဆရာနာရှင်ကိုလက်နက်ကင်ဆွဲတော်လန်ခဲ့တဲ့ရဲဘော်တယောက်လည်းဖြစ်ခဲ့ပါတယ်။ ရဲဘော်30အနေဖြင့်ဆရာနာရှင်အပြေးတိုင်ချုပ်ငင်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတိုက်ပွဲလမ်းခုလက်မှာမြင်းမြတ်စွာကြာဆုံးရင်းသူ့ရဲ့အသက်ကိုပေးလူသွားခဲ့ရပါတယ်။ထို့အတွက်ကြောင့်96ဆိုးကြား PDF တပ်ဖွဲ့မှရဲဘော်30အတွက်ခြေကွဲဝန်းနေစွာဖြင့်ယူကျုံမရဖြစ်ရလို့သူ့ရဲ့စွန့်လွတ်အနစ်နာခံမှုအတွက်လည်းဂုံယူမိပါကြောင်းရဲဘော်ရဲ့ကြာဆုံးမှုအား တရင်တပ်ဖွဲ့ရဲ့သူရဲကောင်းအာဇာနည်အဖြစ်မှတ်တမ်းတင်အပ်ပါကြောင်းလက်ကြီးစစ်စိုးကြား PD ရဲ့အညာဒေသတခွဲကထုတ်ပြန်ထားခဲ့တာလေးဖြစ်ပါတယ်96စစ်စိုးကြား PD ဟာတပ်ဖွဲ့ဝင်66ယောက်ကိုရည်ရွယ်ပြီးစတင်ဖွဲ့စည်းခဲ့တဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်96စစ်စိုးကြား PD ရဲ့အဖွဲ့ရဲ့10ဦးမြောက်ရဲဘော်ဖြစ်တဲ့ ရဲဘော်ဝေဖြိုးအောင်ကိုတော့ရဲဘော်တဆယ်ဖြစ်တပ်ဖွဲ့ကအတိမတ်ပြုခဲ့ကြပြီးအညာဒေသတိုက်ပွဲတွေမှာရွရွချွန်ချွန်ပါဝင်ခဲ့တဲ့ရဲဘော်တဦးလည်းဖြစ်ခဲ့ပါတယ်ရဲဘော်တဆယ်ဟာအညာဒေသတိုက်ပွဲစစ်စင်ရေးနယ်မြေမှာရန်သူရဲ့ကြည်စံဥကောင်းကိုထိမှန်ကကြာဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်အညာဒေသရဲ့တိုက်ပွဲတွေမှာ တိုက်ပွဲဝင်ရဲ့ရဲဘော်တွေဟာလက်နက်မပြည့်စုံမှုကြီးကားမပြည့်စုံမှုတွေနဲ့တိုက်ပွဲဝင်နေကြရင်တံပိုးရှိတဲ့အသက်တွေကိုမဆုံးရှုံးသင့်ပဲဆုံးရှုံးနေရတာဖြစ်ပါတယ်။ဒီလိုအုတ်ထုတ်လေးတွေကရဲဘော်တိုင်းကိုစောင်းပေးနိုင်မယ်ဆိုရင်ကြီးမားတဲ့ဆုံးရှုံးမှုတွေရော့နေမှာဖြစ်တယ်လို့မျိုးဆက်ရင်သွေးလေးတွေရဲ့ဖခင်တွေလည်းအသက်ချမ်းသာရရမှာဖြစ်ပါတယ်။ဆုံးရှုံးမှုတွေအတွက် တို့တွေငိုကြွေးနေကြလဲကဘာကြီးဟာသူ့ခါနဲ့သူမို့ငါတို့ကိုဘယ်ဖះမှမကယ်နိုင်ဘူးအင်အားနည်းနေရင်မှန်နေရင်တော့ခေါင်းငုံနေရတာမို့ကိုယ်တိုင်အင်အားကြီးအောင် လုပ်ရင်ငါတို့ရဲဘော်တွေကိုငါတို့ကာဝယ်ရပါမယ်ကြီးကားဆိုတာရှင်ဘတ်တဲကနှလုံးသားကို ကာကွယ်ရတာဖြစ်တယ်လို့အုတ်ထုတ်ဆိုတာကလည်းအရေးကြီးဆုံးဥကောင်းကိုကာကွယ်ရတာပါ ာကွယ်နိုင်ခဲ့လို့ဆုံးရှုံးရတဲ့အခါရဲဘော်တို့ရဲ့နှလုံးသားအပြင်ငါတို့ရဲ့နှလုံးသားတွေပါအချင်းချင်းကြည်ကွဲခံစားခဲ့ကြရတာပါပဲ။ကဘာကြီးတိတ်ကိုမွန်ချက်စရာကောင်းတဲ့ခက်ခဲတဲ့အချိန်ကာလတွေကိုစိတ်တန်ရာများစွာနဲ့ငါတို့ကြော်ဖြတ်နေရပါတယ်။ကြာဆုံးခဲ့တဲ့ရဲဘော်ဝေဖြူအောင်ခေါ် ရဲဘော်30မှာသူချိရတဲ့တမိငယ်လေးတယောက်ကြံရှိခဲ့ပါတယ်။တိုင်းပြည်နဲ့ပြည်သူလူထုကို ကာကွယ်ရင်းမြို့တော်ရရဲ့လမ်းခုလက်မှာတော့သူချစ်တဲ့မိသားစုနဲ့တမိငယ်လေးကိုထားရစ်ခဲ့ရပြီလေဖြစ်ပါတယ်။နေမိသားစုနဲ့နေတမိငယ်လေးစီကိုနေ့ရဲ့အယိုးပြောင်းပြန်ပို့ပေးခြင်းကမဟုတ်ဘူးလေ။ ရေပေါ်တဆေးရေအရန်နှမျောရတယ်ငါတို့ရေအတူတူ အများကြီးဖြတ်တန်းခဲ့ကြတယ်အခုတော့နေကြဆုံးသွားတဲ့အချိန်ဟာနင်းသား25နှစ်ပဲရှိနေသေးတာတဲ့ဒီလိုအသက်အရွယ်ဒီဒီလိုငယ်ရွယ်မှုတွေနဲ့ထံပူထားရတဲ့တာဝန်ဝတ္တရားတွေကကြီးမားလွန်ပြီးနောက်ဆုံးအချိန်မှာတော့ပေးဆက်မှုကလည်းကြီးမားခဲ့ပါတယ်ဟာ ီလိုခကြီးဒီလိုတော်လန်ရေးကြီးရဲ့မှာနင်တို့လိုတန်ဖိုးရှိတဲ့လူတွေကိုဆုံးရှုံးရတာအမတန်ဝမ်းနည်းကြည်ခွဲရပါတယ်။ငါတို့ဒီတီထပ်ပို့ပြီးဘာမှမတက်နိုင်ခဲ့ပဲနင်တို့တန်ဖိုးရှိတဲ့ရဲဘော်တယောက်ကိုဆုံးရှုံးခဲ့ရတယ်ဟာ။ငါတို့ကိုခွင့်လွှတ်ပါငါတို့ဒီထပ်ပို့ပြီးတာဝန်ကျေဖို့လိုအပ်ခဲ့ပါသေးတယ်။ မြို့ဦးတော်တိုင်းမှာပြည်သူလူထုကိုကာကွယ်ရင်းမြင့်မြတ်စွာ အသက်ပေးလူကြဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်တွေကမှတ်တမ်းတင်ကိုတင်ထားရမှာလေဖြစ်ပါတယ်။ဒါလိုလဲဆိုတော့နောက်တစ်ချိန်မှာမြို့ဦးတော်တိုင်းဟာဒီလိုမျိုးတန်ဖိုးရှိတဲ့အသက်ပေါင်းများစွာကို ပေးဆက်ဆုံးလုပ်ခဲ့ကြပြီးမှရခဲ့ကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာ ထင်ကျန်ရစ်စီခြင်းလို့ပဲဖြစ်ပါတယ်အဖိနေခံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကိုင်တော်လန်ရင်မြင့်မြတ်စွာ အသက်ပေးလူကြဆုံးသွားခဲ့ရတဲ့96 soja pdf အညာဒေသတက်ခွဲမှာရဲဘော်ဝေဖြိုးအောင်ခေါ်ရဲဘော်တဆေအားကျွန်တော်တို့ support video ရဲ့မြန်မာမှာလည်းအလေးအနီးပြုမှတ်တမ်းတင်လိုက်ရပါတယ် ရဲဘော်ရဲ့စွန့်လွတ်အနစ်နာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီနွေဦးတော်လိုင်းတမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးခဲ့တဲ့ရဲဘော်ကောင်းရာသူကတိလာပါစေ passe အကြံဖတ်ဆရာနာရှင်ကိုအမြင့်ဖြတ်ချေမုံရင်မြေဦးတော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့ဒွေကောင်းအာဇာနည်ကို ကြေကွဲဝမ်းနဲ့ဂုံယူလေးစားခြင်းများစွာဖြင့်အလေးပြုမှတ်တမ်းတင်နေတဲ့ Support PDI မြန်မာ YouTube Channel ကို နားဆင်နေကြရတာပဲဖြစ်ပါတယ်။ Support PDI မြန်မာ YouTube Channel ကိုကြည့်ရင်တော်လန်ကြီးရဲ့တောင်းတနေရာမှာပါဝင်နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မြင်းမြတ်စွာကြာဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ရေးမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမန်ရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရဲ့ရဲမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက် အပိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နဲ့ကံရွေပဲဖြစ်စီလက်နဲ့မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ကြားရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ်ပြည်ရဲ့ညီမကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်